အခုကအနုပညာရှင်တွေပုံပြီးပေါက်နေတာတွေမောကောက်ကတွေပေါက်နေတဲ့အခါကျတော့အမြင်မတော်တာတွေဆဲတာဆိုတာတွေညစ်တင်းညစ်ပတ်တွေခုနပြောသလိုအဖော်ချွတ်တွေကိုအားပေးပြီးညားရတဲ့ခေကြီးမှာတကယ်အနုပညာဖန်တီးရဲ့ကလေးတယောက်ကစေုံမကွယ်လွန်သွားမှဟီးရိုးဖြစ်တယ်ဆိုတာတော့တကယ်တမ်းတော့ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး ဲ့ကလေးဘွားတွေကကျွန်တော်ကခင်မင်ခဲ့တဲ့လူတွေပေါ့နော်ပြီးတော့ Nevers Studio ဆိုတာကျွန်တော်ရဲ့ဒုတိယအိမ်ပါပဲကျွန်တော်လူပြိုဘွားတွေက Nevers Studio မှာနေခဲ့တယ်အဲ့ဒီအိမ်ပေါ်မှာ Matrix Zero အိမ်ဆိုတော့ Matrix Zero Harmony လိုက်တာလဲအဲ့လောက်ကြီးအရင်ကြီး professional တွေပေါ့နော်မြန်မာ idol တွေပိုင်းမပါသေးတဲ့အချိန်မှာကျွန်တော်တို့ကမိသားစုလိုနေခဲ့တဲ့လူတွေပါကိုထွန်းကဟိုဘက်မှာနေတယ်ဟိုကိုထွန်း Dramty တဲ့ကိုထွန်းကအဲ့အိမ်ရဲ့အပေါ်တက်ဒီဘက်ချမ်းမှာနေတယ်အပေါ်တက်တဲ့တဲမှာ Matrix Zero အိမ်ရှိတယ်ဆိုတော့ Matrix ရဲ့သားအကြီးဆုံးကအတီနိုပါဆိုတော့အကူကဒီကလေးကို အခုလို့ငယ်လေးတွေကထောက်လျှောက်ခဲ့တဲ့ကလေးပေါ့နော်ဆိုလို့ပြောလို့ရလို့စိတ်မကောင်းဖြစ်တာပါဟိုလိုမျိုးကြီးအဆိုတော့စိတ်မလဲကြွားသွားလို့ဟိုဆွေမျိုးဆက်တာတော့မဟုတ်ပါဘူးအမှန်တမ်းပြောရင်ပေါ့နော်အခုကဝမ်းနေတဲ့လူတွေအများကြီးကြမှာအခုတို့ပါအဲ့လိုကြောပေါသွားမှာဆိုလို့အခုကဒီကလေးကြီးအခုတို့ပြုစုပြောထောင်ခဲ့ရတဲ့ကလေးအမှန်ကသူကဒရမ်မာလေးဒရမ်မာကိုဝေထွန်းရဲ့တူဒရမ်မာပဲဖြစ်တင်တာသူကအဆိုဘက်ကိုကြီးမှစိတ်ပါပြီးတော့အဆိုဖြစ်သွားလို့အခုကျတော့လဲကြွားသွားတယ်တွေ့ရချင်မှာအခုကအရင်တော့ဒီနိုစိတ်နဲ့အခုက စိတ်မကောင်းဖြစ်တာပါဒီကလေးကလည်းတကယ်ပြောရင်ဟောအရင်တော့မီဒီယာတွေမှာဟိုခက်ရိုက်ပြောရင်ပေါ့လို့ပဲသာဆိုတဲ့လူတွေတော့လူမသိပါဘူးသဘောပါလားဟိုပါလဲဆယ်လီတွေပေါ့နော်ညီရင်းညက်ပတ်တွေလှုပ်ပေါက်တက်ရရလှုပ်ပြီးတက်လာတဲ့ဆယ်လီတွေယူတာအားပေးကြတာလေဒီကလေးတွေရဲ့အမှုညာဘယ်သူကစင်မြင့်မော်တင်တာတွေ့ဘူးလို့လဲနောက်ဒီကလေးရဲ့စိတ်ရှိုးတွေဘယ်သူကြည့်တာတွေ့ဘူးလို့လဲခုနပြောသူဆယ်လီတွေပြဆက်နေမတရားယူပေါ့လို့ပဲသာတွေလှုပ်ပြီးတော့ဟိုဘယ်လိုလူမိုက်တွေလူဟာတွေကလည်းအကုန်စင်မြင့်မော်တက်တဲ့အချိန်မှာဒီကလေးတွေဟာ ဟိုလက်လူရှုခံရတဲ့ကလေးတွေအကူရောမြင်ပါတယ်ပေါ့နော်သူအမှုပညာပြောတာလေဆိုတော့အဲ့လိုမျိုးဟိုဘီယာဆိုင်တွေမှာလည်းပွားထားနေအောင်ဆိုတဲ့ကလေးမဟုတ်ပါဘူးကာပါရီဆိုပြီးတော့ဆင်မမဆိုတဲ့ကလေးမျိုးသူတို့အမှုပညာကိုသူတို့ယုံကြည်စွာခံနေတာလူတွေမသိဘူးကြိုက်လည်းမကြိုက်ဘူးအားလည်းမပေးကြတာများပါတယ်ပါဆိုမေဒယ်လောကဆိုတဲ့အတွက်တောင်မလို့အန်ဒါဂရောင်းလောကတွေမှာတော့သူ့ကိုသိကြပါမယ်လေဟိုလူတိုင်းကြိုက်တဲ့ဟိုစော့ကြည့်ပဲတဲ့ချင်းတွေမဟုတ်ဘူးကွာအမင်းသမီးတွေယူတဲ့အစိုးရတွေမဟုတ်ဘူးအဲ့ဒါမျိုးသူ့တော့အဲ့လိုမျိုးတော့မဟုတ်တဲ့အတွက်ဒီကလေးကအမှုပညာကို သူတန်တဲ့ line ကြီးပဲသူပြရတဲ့ကလေးလေးသူတို့လှုပ်ချင်တာပဲလှုပ်တဲ့ကလေးဖြစ်တဲ့အတွက်သူတို့ဒီပွဲလေးမှာသူတို့ရိုးသားတော်ပါဝင်ကူညီရတယ်တကယ်ချင်းနေဖြစ်တယ်ပါဝင်ကူညီကြတဲ့ဆင်မှာသူရဲ့နှလုံးရောအခမ်းနဲ့ဆုံးသွားတယ်ပေါ့နော်ပင်မနဲ့တန်ပေါ့ကောအဲ့လိုဆုံးသွားတဲ့အတွက်အခုတော့ဝန်းနေတာပါနောက်တစ်ခါလည်းအမှုပညာရှင်တွေကိုလူတွေချစ်တယ်ဆိုတော့ဆင်မမသေးဝါမအာယုံစိုက်တာကြီးကိုအခုတော့မြင်လိုက်ရလို့မသေးခင်အာယုံစိုက်ရင်တော့ကောင်းမယ်လို့ပြောချင်တာပါနောက်ပြီးတော့သူ့ရဲ့ချင်းတွေကိုအရင်တော့ share ဘူးတယ်နားတော့ဘူးတယ်ကြိုက်ဘူးတဲ့လူတွေညာရင်တော့ကောင်းတာပေါ့ကောအခုမှနားတော့ကြတယ်ကောင်းပါတယ် ဒါပေမဲ့မသိခင်နားထောင်တာတော့ပိုကောင်းတာပေါ့အခုတို့ဆိုလည်းအခုသေဝါမှာဟာကိုနေတော်ရို့ကျွန်မတို့နှမျောပါဆိုလည်းအလကားပဲလीနော်အခုတို့အခုဘာဆိုင်မှမတည်ဘူးဘယ်နေရာမှမလည်းမရှိဘူးဆိုလည်းတချို့ကနေတော်ကြီးခင်မရှိတော့ပါဘူးကွာမင်းတို့ပြောနေလေတကယ်ဖန်တီးရဲ့အမှုပညာရှင်ညီနေမှာပေါ့အကိုရဲ့အမှုပညာဆိုတာစင်ပေါ်မှာရှိမှမဟုတ်တာကြီးဟုတ်ပြောဆိုတော့ပီကာဆိုကသူ့မှာသူပကြီးဆွဲတာဆိုတော့ဘာဆိုင်လို့လဲပကြီးအောင်ဆိုကသူ့ကသူဘလူခဲဆုပ်ပဲလေးနဲ့ပဲဆက်ဆက်သူ့အမှုပညာသူယုံကြည်လို့လောက်တာပဲလေအခုအမှုပညာအစ်စ်ကပြည့်သက်အများကြီးမလိုပါဘူးတကယ်ချစ်မဲ့သူတယောက်နှစ်ယောက်လောက်ရှိရင်ရပါတယ်ခုနကပြောဆို Vincent Van Gogh က သူ့ပကြီးကားအတွက်တစ်ချက်မှမရောက်ရဘဲနဲ့သေသွားလဲသူသေကွယ်လုံသွားတော့သူ့အနုပညာတွေတန်းနဲ့ချီပြီးကြိုက်တဲ့လူတွေပေးဝယ်ကြတာပဲလေဆိုတော့ခစ်ပေါင်းခစ်မှာတော့အနုပညာကပြည့်တတ်နဲ့ပိုက်ရိုက်အချုံမကြပါဘူးကြိုက်တဲ့ပြည့်တဲ့အားပေးလို့အောင်မြင်ပြီဆိုထင်မကြိုက်တဲ့ပြည့်တဲ့အားမပေးလို့လည်းမအောင်မြင်ဘူးပြောလို့မရပါဘူးသူ့တတန်းမှာဒါမဲ့အစင်တန်းရှိတဲ့ခစ်ရောက်ရင်တော့အနုပညာရှင်အစ်စ်ကိုအားပေးကြတယ်လို့များလာတော့ပိုကောင်းတော့မဟုတ်အခုကအနုပညာရှင်တဲ့ပိုပြီးပေါက်နေရတယ်မဟုတ်ကောက်ကလေးပေါက်နေတဲ့အခါကျတော့ အမြင်မတော်တာတွေစဲတာဆိုတာတွေညတိညပတ်တွေခုနပြောသလိုအဖော်အချွတ်တွေကိုအားပေးပြီးညားရတဲ့ခေကြီးမှာတကယ်အမှုညာဖန်တီးရဲ့ကလေးတယောက်ကစေအောင်မကွယ်လွန်သွားမှဟီးရိုးဖြစ်တယ်ဆိုတာတော့တကယ်တမ်းတော့ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူးဒါမှမဟုတ်ကျွန်တော်တို့လက်ခံပါတယ်ဘာကြောင့်လဲဆိုတော့ तू သူ့ရဲ့အခုလိုလူတိများသွားတဲ့အချက်တွေမှာပြည်သူတွေမြစ်တာရသွားတဲ့အချိန်မှာ तू စင်မြင်မှုမှာ live ဖော်ပြနေတဲ့လဲကြွားတဲ့မှတ်တမ်းလေးကိုဗီဒီယိုလေးကြည့်ပြီးသူတွေအာရုံစိုက်တယ်မီဒီယာတွေအာရုံစိုက်တယ် ပြည့်တဲ့တွေအယုံဆိုင်တာဖြစ်တဲ့အတွက်သူပေးဆက်ရချူနဲ့တယ်လို့အခုတော့မြင်ပါတယ်ပြည်စီလိုနဲ့ကိုလိုနဲ့ထိန်းလာတဲ့ကလေးဆိုတော့အခုတတိလေကိုကိုအောက်ကလူငယ်လေးတယောက်နေနေအခုလိုရုတ်တရက်ကြီးလဲကြွားတော့တွေ့တဲ့အချိန်မှာစိတ်မကောင်းဖြစ်တာပါပြီးတော့တာကခုနပြောတဲ့ကားနဲ့လိုက်ပို့တဲ့အချိန်မှာတာကြည့်မယ်တဲ့စိတ်ရိုးကြည့်ချင်တယ်ပြောတော့ဦးကကျွန်တော်ကတခါလဲလက်မှတ်ကို online ဝယ်ပေးလိုက်တယ်။ဘာကြောင့်လဲဒီစိတ်ရိုးသွင်းတဲ့လူတွေရောဒီဟိုဖိုးလုံးတို့ပေါ့နော်ဒီအိရိယကလေးတွေနေရောဂျပန်ကြီးတို့နေရောအခုလက် ဖေးဖို့မှာလေ friend နေလေခင်နေခင်နေဆိုတော့သူတို့နဲ့ဘာမှမဖြစ်ခင်နေကအကိုတို့ကတိနေကြဆို basically တခင်မှာလေအကိုတို့နဲ့အလုပ်တွေလုပ်နေကြဆိုတော့အဲ့အကိုကအလုပ်ကိုမပတ်သက်ချင်ဘူးအလုပ်ကြောင့်ဒုက္ခမပေးချင်ဘူးလက်မဝယ်ပြီးလိုက်မယ်လို့ဒါမင်းကြည့်ချင်းကြည့်ဆိုဒီကောက်လိုက်ပို့လိုက်တာပို့လိုက်တော့အဲ့ပွဲကိုအကိုလိုက်ပို့ပြီးအိမ်ပြန်သွားတာသူတို့ပါမယ်ဆိုတော့လေ facebook မှာတိတယ်ဒီနိုရေးတာလေအကိုတွေ့တယ်ဒီနိုနဲ့လည်း friend ပဲ facebook မှာအဲ့ကောင်နဲ့ friend ပဲ friend ပဲဆိုတော့အဲ့လိုတင်းချစ်လို့ဆက်တော့တောက်ဖုန်းဆက်လိုက်တယ်မိမဒီကောလာဟာလာဖြစ်မှာဆိုတော့ ਨੇ မတိမဲနဲ့တိတယ်လျှောက်ရင်ပြဿနာလက်မှာဆိုတော့ ဘွားကားတဲ့ပုံဆက်ပြီးပွဲကင်းထဲမှာဒီကောင်ရှိတယ်ဒါလို့လေဒီကောင်အကိုတော့မကြည့်ပါဘူးဒါလို့လေကောင်ရှိတယ်အကိုကြည့်ရင်လည်းကြည့်လို့ရတယ်ဗျဒါပေမဲ့အကိုမကြည့်အကိုကိုယ်တိုင်ကပွဲရိတ်သိမ့်မသွားဘူးကိုယ်ကလည်းနားရေးပါရေးနဲ့နေချင်လို့အဲဘလုံးဝဲကြည့်နေကြည့်ရချိန်မှာအဲ့လိုဖြစ်တယ်ဆိုပြီးတော့ဒါဖုန်းနဲ့ပွဲကင်းထဲကနေပြောတယ်ဟုတ်တယ်အမေမေမေတဲ့ကျင်ညာလိုက်ပြီတဲ့စုံးတယ်လို့လေအကိုဖုန်းလုံးကကျင်ညာလိုက်တယ်တဲ့အဲ့ဣရိယကကိလာတိရဲ့ကိုဖုန်းလုံးကစုံးသွားလို့ကျင်ညာလိုက်တယ်ဆိုတော့ဩဆင်မြင့်မောင်တော်တင်ဝင်ကျင်ညာတော့ပြေးကြပြီပေါ့ပြောချင်တယ်ပေါ့ကသူ့ဆေးရုံယူသွားလို့မျောနေတာကိုစုံးသွားလို့ရင်းမိကိုကကအမှားဖြစ်မှာဆိုလို့လေဆိုတော့ သူသေးတာရောသူသေးဆုံးသွားတာရောအဲ့လိုစင်ညာမှကျွန်တော်ကသိရတာပါဟိုကွဲမှာတော့ကျွန်တော်မရှိပါဘူးပြီးတော့ကွဲပြီးတော့လေကျွန်တော်ပဲသားကိုသွားခေါ်လာတာပဲအဲ့ထိမှာသွားခေါ်လာပြီးတော့သူတို့ပြောတဲ့စကားတွေနောက်အောင်ကြည့်ရခါမှာလေဟိုဖြစ်ဖြစ်ချင်းကာလာမှာစင်မောကပြုစုတာနည်းနည်းလေးကြာသွားတယ်လို့တော့သိရတယ်ပေါ့နော်သူနာပြုကလာတယ်ရှိတယ်တချို့ကလည်းသူနာပြုကမရှိလို့လို့ရေးကြတယ်ပေါ့ Facebook မှာသူနာပြုကရှိတယ်တဲ့အဲ့တဲ့တဲ့အချိန်မှာဘယ်ဘက်ကလမ်းကြွေးမလဲပေါ့နော်ဆေရှိုးဆိုလမ်းနေပါရေးရတယ်ချလို့အဆင်မပြေတာဖြစ်မှာပေါ့လူရယ်ပဲပိတ်တာဖြစ်မှာပေါ့အဲ့ဒါနဲ့စင်နောက်နဲ့အဆင်ပြေနေတယ် ဖြစ်နေတဲ့ဝေဒနာရှင်ကိုသူခြောက်ဖို့အောက်ကပြေးတဲ့အနေပေါ့ကြာနေတယ်ထင်တယ်အဲ့တော့၄၅မိနစ်ကြာပါလို့ထင်တယ်ဆိုအဲ့ဒီအချိန်မှာခုနပြောဆိုကျွန်တော်တို့ကားမရှိတာတော့မဟုတ်ဘူးရှိတယ်ဒါတော့ကျွန်တော်မျက်မြင်တော့မဟုတ်ဘူးတားရဲ့မျက်မြင်စကားရဆိုတော့အဲ့ဒီကြားထဲမှာနည်းနည်းလေးလူတွေနဲ့ဟသွားလို့နှလုံးသမားဆိုတော့လေကုသမှုအဲ့မှာချက်ချင်းရရင်ဥမာထားပါတော့အောက်ဆီဂျင်တွေပါချက်ချင်းပေးလိုက်ရင်တော့ကောင်းရင်လေကောင်းသွားနိုင်တာပေါ့မိနေလည်းမိနေတာပေါ့စင်ပေါ်မှာကျတော့ခုနပြောဆိုဘာမှအောက်ဆီဂျင်တွေပါလေး နှာခေါင်းအသက်ရှူဖို့တွေပါလေဟိုဟိုရှင်းရောအသက်ငယ်ဆေးပါထိုးမမိဘူးနဲ့တူတယ်အဲ့လိုမျိုးကြောင့်မလားတော့ထင်မိပါတယ်အခုလက်ရှိ current ဖြစ်နေတဲ့ interview တွေမှာပြောနေကြတဲ့ပုံစံမှာအတီနိုဝန်နေတာကပုံစံတစ်မျိုးအကောရောတိတာပုံစံတစ်မျိုးပြောချင်တာတေမဆွေမျိုးဆက်တဲ့ပုံစံမဟုတ်ပါဘူးတင်မအကောနာမီသူ့အောင်မြင်လို့မအောင်မြင်လို့ကြီးကျယ်လို့မကြီးကျယ်လို့ဘာမှမဟုတ်ဘူးကို့လက်ထက်ကကလေးတယောက်နေနဲ့မင်းညဆိုစိတ်ကောင်းဖြစ်တာပဲကို့မိသားစုဝင်တယောက်နေတယ်ဗျာနော်အကောလည်းမကောင်းဘူးတိတာတဲ့ကလေး ။ဟိုအခုအခုမိမအစားစိတ်မကောင်းဖြစ်ကြတာ။သူ့ကိုဟိုချိလာတာသူတို့ညီကိုတော့လုံအကိုတို့ထိန်းလာတဲ့သဘောလေးရှိတာပေါ့နော်။ဆူရူမာဆိုတော့ဟိုမဖြစ်တဲ့နာဖြစ်အောင်တခါကြဒီကောင်လေးဆော့ရလဲထိန်းလာတာပေါ့နော်။တခါကြဒီကောင်အောက်မှာတောင်းကျန်လာလဲတောင်းကျန်ရအောင်မဆော့လဲသွားပါကြ။မောင်းထုတ်ရတဲ့အစိမ်းကိုအကိုတို့လောက်ရတယ်ခေါ့။ဘာကြောင့်တခါကြသချင်းတီးနေအနောက်ဆက်ဖြစ်လို့ဒီကောင်ကအိုက်ဝါနာတိတ်ကြီးတယ်လေ။ဆိုတော့အခုကျတော့ကိုရောအောက်ကကလေးကကွယ်လွန်သွားတဲ့ခါကျအခုလူကြုံမရဖြစ်ရတယ်လို့ပဲပြောချင်ပါတယ်။